မျိုးတွေအောင်းတော့နှစ်ခင်ပါဗျဒီကနေ့က29ရက်6လပိုင်းနှစ်ထောင်ထဲမှာ25ဖြစ်ပါလေကအမျိုးတွေအားလုံးလည်းမျိုးတွေဖြစ်ချင်နေပေါ့နော်အားလုံးဖြစ်ချင်နေအတိုင်းဒါပေါ့နော်အားလုံးဖြစ်ချင်နေလူတို့များအားလုံးကဖြစ်ချင်နေဆိုရင်ကျွန်တော်ပြည့်ရည်မြန်ဆုံးငြိမ်းချမ်းစေခြင်းပြီးအကြံဖက်အန္တရာယ်ပေးပါလေအမြန်ဆုံးကင်းဝေးခြင်းပြီးပေါ့ဗျာအဲတော့မျိုးတွေဖြစ်ချင်နေအတိုင်းမတိုင်းတခုက2025မကုန်ခင်မှာဖြစ်ဖို့ကတော့တော်တော်ကြီးများသွားပါကြပါဖြစ်လို့လဲဆိုလို့ရှိရင်ဒါ ကြောင်မဲတို့ဒီဘောတို့ဒါအချင်းတို့တွေ့မှာဒါရှားပါပါဗျာเนาะကြောင်မဲဆိုလို့ရှိရင်ဒါရတော့လာရလို့ဒီပါလို့ဖြစ်နေပြီလဲပြောလို့ရပါဗျာเนาะကြောင်မဲမှာတွေ့ပလောင်နေရဒီလူတို့ထွက်တက်ထားတဲ့လူတို့ပလောင်အလံနေပေါ့เนาะ PDF အလံတော့မဟုတ် PDF ကတော့ဖြည့်ခိုင်းမယ်เนาะဒီအလံတွေကိုဖြုတ်ပြီးမှဒီဒီဘောနာဒီဒီဘောနဲ့ကြောင်မဲကြားစီကိုလူတို့ဆုတ်ခွာသွားပါလိမ့်မယ်เนาะအဲ့တော့သုခသွားကြီးဖြစ်တဲ့အတွက်သုခသွားကြီးဖြစ်တဲ့အတွက်ကြောင့်သူကချင်းနေမဟန်လို့ပဲသုခသွားကြီးဖြစ်ပါလိမ့်မယ်เนาะ အာတော့လက်မတော်ကိုလည်းဒါအထူးသဖြင့်အတန်ကြားတာတော့ဒီငင်းကြိုင်ကလန်းမှုအနေထားလေးရှိတယ်။ငင်းကြိုင်ကလန်းမှုတို့တွေတို့တို့တုတ်မပေါ်နမ်ဆန်တော့ဘယ်လိုဘူးဒီနှစ်ခုပေးမယ်ဘာကြောင့်အချုပ်ကငါလည်းတက်မတော်အနေနဲ့လည်းဘယ်တော့မှလက်ခံမှာမဟုတ်တော့ပါဘူးကြည့်နော်ဘယ်တော့မှလက်ခံမဟုတ်ပါဘူးနော်။မောင်မောင်ခေါ်တော့ကပြာမထူပဲနဲ့ဟိတ်ကောင်ဆိုမှတော့ဘယ်အချိန်ကြီးကောင်းမှာမလဲဟုတ်လား။ဘူးလက်ကြီးပြောတယ်လို့ပဲဟုတ်လား။ပန်းပေးတော့ကတပြေးပန်းပေးတော့ကတော့ဟုတ်လား။ လက်မခံပဲနဲ့ဂန်းပိကကြမှာလည်းဆိုတော့ဘယ်အောင်လေအခုမှအလုံးရင်းနေနဲ့အင်အားအလုံးရင်းနဲ့ဝင်လုံးတာတွေရောပါလုံးတာတွေရောဟုတ်လားတမလို့ဆိုတာကမလုံတင်းနေတာပါတကယ်လုံးလို့ရှိရင်ဘယ်ပဲလွယ်ပါမလဲဟုတ်လားဘယ်လွယ်ပါမလဲဒါခင်ဗျားတို့တွေ့ကြည့်နေကြအခုဆိုလို့ရှိရင်ဒါအလင်းဝင်တဲ့တူတွေလက်နဲ့ချတဲ့တူတွေလည်းခင်ဗျားတို့တွေ့တွေ့နေရပါပဲအများကြီးပဲအများကြီးပဲเนาะအများကြီးပဲအဲ့တော့ပြည်သူပြည်သားများအားလုံးကလည်းတမလို့နဲ့ပူပေါင်းဆောင်ရွက်တာတွေတွေ့ရတယ်ဦးစင်းပြောပြီးပဲငကောကလည်းနေရတာကြောက်ရလို့ကလူတို့တွေကနေနေရတာလို့ဟုတ်လားနေရတာကြောက်နေရတာ တော့ PDF တွေဘဝကတော့ဆရာတော်ဦးရတ်သူပြောတယ်လို့ပဲဟုတ်လားအာရင်ခံလဲရင်စာဆိုလို့ပဲเนาะလဲလူစာတန်းဆိုလို့ပဲအားတဲ့သူကတော့ခံလိုက်ရတာပေါ့ဗျာ PDF တွေအားတော့ခံလိုက်ရတာပေါ့เนาะ PDF တွေထောက်ဖို့တွေကတော့ဟုတ်လားမဟောင်းစီတို့ပန်ဆယ်တို့ဟောင်းစီပြောတဲ့စကားညမထည့်ပြောမယ်အောင်စီရဟိုတယ်လောပန်ဆယ်လိုနဲ့ပြောပြီးကာပန်ဆယ်လိုအကြောင်းလေးပြောသွားတယ်ပေါ့ဗျာပန်ဆယ်လိုဒီတာသူတို့မင်းကြီးကထက်မြက်တဲ့ဘာညာဆိုတဲ့အတိုင်းနဲ့သူပြောသွားတာ အဲ့ထက်မှာတော့ဘာပြောဆိုဥက္ကမင်းမော်တော့တည်တယ်ပေါ့လူလေးရောနှစ်ပြည်လေးရောဟုတ်လားမြတ်ကျော်တို့ကျတော့သူကမတည်ဘူးဆိုတဲ့ပုံစံကိုပြောပါလေနော်မြတ်ကျော်တို့ကြောင့်သူဥက္ကမင်းမော်ကြောင့်မလို့ထည့်ပြောပါလေမြတ်ကျော်ကြောင့်သူပြောလို့တော့မြတ်ကျော်ကြောင့်သူမပြောရဲဘူးလေဗျာဟုတ်လေဟုတ်လားဘူးလို့ကလင်းဆိုဆိုလို့ဟုတ်လားသူတို့ပြောရဲမပြောရဲမြတ်ကျော်ကြောင့်သူမပြောဘူးမြတ်ကျော်ဟောင်းစီကမတီးဝဲနေပါမလားဟုတ်လားမရင်နေပဲနေပါမလားတမက်လို့ပဲစဉ်းစားကြည့်ကြပါဟုတ်လားတော့ရအောင်တော့ဗျာ ဟိုတခိုးကြီးနဲ့တခိုးလေးခွဲကွာတာပေါ့နော်တခိုးမှကြီးကိုတခိုးလေးကကာခွဲပေးတာအကြောင်းမရှိပါဘူးနော်သူတို့တော့ AC ပဲ AC ပဲလဲတော့ AC ပဲနော်အဲ့တော့ဟောစီလိုဘာမှရချင်းမရှိတဲ့လူတယောက်ကတောင်မှလူ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 ပြန်ပြောင်းဖြစ်သွားတယ်ဆိုရင်လန်ဆယ်လူကခဏတော့အမေရိကန်လိုနိုင်ငံမှာဘယ်ဘယ်ကဘယ်ကပတ်ဆိုင်တဲ့လူတိုက်ကြီးတွေဆိုင်ကြီးတွေဘယ်လိုဝင်နိုင်မှာတော့ဘယ်ကငွေနဲ့ဝင်နိုင်မှာတော့ထိုင်းလိုကွင်းတို့တိုက်ခိုက်ဝယ်ဖို့တောင်မှမလွယ်တဲ့အနေအထားတစ်ခုလေဗျာဒါကမခိုးဘူးလို့ဘယ်သူကဟုတ်လား ဒါပေမဲ့ဥမာစိုးကြပါဆိုဗျာတသိန်းဖို့ဗျာတသိန်းဖို့ဆိုလို့ရှိရင်တသိန်းဖို့အလူခံဒေါ်လာတသိန်းရလို့ရှိရင်တထောင်ပဲလူနဲ့ပို့တော့အချက်ထည့်လိုက်မယ်ဗျာဒါပေမဲ့တော့စဉ်းစားကြည့်နော်အဲ့တော့ PDF ဒီဒီနော်မင်းတို့ကအမှန်တော့ငကုတ်ကလေးကဦးစင်းပြောတယ်မင်းတို့အတုံးချခံမှာပေါ့ဗျာတိုင်းရင်းသားတွေတိုင်းရင်းသားလက်နက်တွေတကုန်လုံးအတုံးချလိုက်တယ်ဟုတ်လားအယုံကြီးကအတုံးချလိုက်တယ်ဘယ်လိုဟုတ်လားထောက်ဖို့ဆိုအမိခံပြီးမှဒီတောက်စားနေတဲ့ထောက်ဖို့ပါဇက်စတိကဓမ္မတွေအတုံးချလိုက်တယ်ဟုတ်လားဘယ်လိုစီရောက်နေမြဘယ်ရောက်ပါမလဲ မင်းတို့စီကိုပို့တယ်မြတ်ရအောင်တို့တို့ဒလိုတွေပြောင်းပေါ်ဇလိုတွေလူလူတူလို့ဘယ်နေနိုင်မှမလဲဒါကိုလည်းမင်းတို့စဉ်းစားရမှာလေဒါကိုလည်းစဉ်းစားရမှာဆရာတော်ကဥရတူဒီစကားပြောလို့ရှိရင်ဝေရောခမှာဝေဒနာနဲ့မပြောဘူး data နဲ့ပဲပြောတာဖြစ်တယ်နော် data နဲ့ဆရာတော်ဥရတူဒီဒေါက်ဆန်းစုကြည်တို့ဒေါခင်ကြီးတို့ပြောပါလေဟုတ်တယ်လေဒေါခင်ကြီးရဲ့တပိုင်းကိုဘသူကဖော်ထုတ်ရဲတယ်လေဒေါခင်ကြီးရဲ့ဟုတ်လားဦးကျော်ဆန်းမကမတို့ရဲ့ဒေါခင်ကြီးရဲ့အမေရဲ့ အဖိုးရဲ့ဓမိုင်းကိုဘသူကထုတ်ရဲတယ်လေဟုတ်လားဒေါခင်ကြီးရကလည်းဟိုဘက်ကဒေါခင်ကြီးအဖိုးဓမိုင်းကိုထုတ်လေဗျာဟုတ်လားဘသူကဒေါခင်ကြီးဓမိုင်းကိုကောင်းကောင်းမွန်မွန်ပြောရဲတယ်ကိုကြောက်အောင်စားမကပြောဟိုဘက်ကဒေါခင်ကြီးဟိုဘက်ပြောလीခင်ဗျာတော့ဟုတ်လားဘသူကဓမိုင်းကိုရေးရဲတယ်လေဒေါအောင်စားစုကြည်သူ့အမေရဲ့အဖိုးတွေရဲ့ဟုတ်လားသူ့အမေဘက်ကပါလေအဖိုးတွေရဲ့ဓမိုင်းကိုရေးလीဗျာထုတ်လीဗျာအဖိုးကဘသူကြီးပါအဖိုးကဘယ်လိုကြီးပါဆိုဓမိုင်းရေးရဲလားအဲ့အဆရာတော်ဥပဒေတူကအမှန်တိုင်းပြောတော့ဟုတ်လားဆက်ဆက်ဒီခုံးနေကြတာဟုတ်လား ေကြတဲ့ပြည်ပကဟုတ်လားပြည်ပကလည်းဟောင်းနေတဲ့ဟိုဟောင်းနေတဲ့ဟိုဟာပေါ့နော်မူဆလင်တွေကရှိသေးပြီအစွဲရောက်မူဆလင်တွေကကောင်းပါလေဦးဇင်းတို့ဒီဒူဘိုင်းမှာဆိုလည်းပိပင်တိတိနဲ့တကားတယောက်ကပြောတယ်ဒူဒီမြန်မာနိုင်ငံသားမြန်မာနိုင်ငံဖြစ်တဲ့အစ္စလမ်ဘာသာကိုကိုွယ်တယ်ဒူဒီမူဆလင်လူမျိုးဒါနဲ့ဒူဘမ်မပြည်မြန်မာဖြစ်တယ်နောက်တစ်ယောက်ကလည်းဘာမြန်မာရှိတဲ့မူဆလင်ကောင်းတယ်ဦးဇင်းတို့ကပြောပြလေဒူယုံကြီးကဒူကိုကိုွယ်လို့ကိုယုံကြီးကနော်ဒူယုံကြီးကဒူကိုကိုွယ်တယ်ဒီကက ကိုတိုင်းပြီကိုဘာလားကိုလားကိုကိုကိုလုံးကြီးကကိုကိုရောက်ချစ်ဖို့ပဲကိုမြန်မာနိုင်ငံကြီးချစ်ဖို့ပဲရေးကြီးနေတာเนาะကိုတိုင်းတစ်ပါးကနေဟာခွေးလိုဝဲလိုဟောင်းနေရကြီးတွေကတော့ဟုတ်လားတင်းနဲ့ကြီးစရာကြောက်စရာလည်းအကြောင်းမရှိဘူးပြောရအောင်မြန်မာနိုင်ငံမှာရှိတဲ့မူဆလင်တို့တို့ကတော့ဒီလိုပေါ့နော်ဖန်သီးမှုတွေဖြစ်စီအောင်ကတက်မဲ့အုံစုအုံကြောက်အောင်လုပ်ချင်းဖြစ်တယ်အဲတို့အဲ့လိုလုပ်တဲ့ခါမှာငါကမူဆလင်တွေမပြောခဲ့ဘူးအခုမူဆလင်တွေကရမ်းပြောလာတယ်မစိုးဘူးဒါမြန်မာနိုင်ငံသားစစ်စစ်ပဲဒါမြန်မာနိုင်ငံကိုချစ်တာပဲဒါဥစဉ်တော့လက်ခံတယ်เนาะဥစဉ်ပြောပြီပဲ ်ဦးဇင်းတော်ကမူဆလင်ကိုတုံတုံတုံသာဖွဲ့ထားပါတယ်လို့ဟုတ်လားမြန်မာနိုင်ငံမှာနေပြီလို့မြန်မာလူမျိုးဝဲ sorry လူဝဲ sorry လူသာစိတ်က sorry နိုင်ငံ sorry လူရောက်နေတဲ့လူမျိုးတော့ဦးဇင်းတော်ကပေါင်းတယ်လို့မြားဘူးလို့မြန်မာနိုင်ငံမှာနေပြီပါလို့ဟုတ်လားအာမိမမြန်မာသွားပြီးခလေးတွေကိုခွေးလို့ဝဲလို့လှိမ့်မွေးပြီးမှမတွေ့နိုင်ဘူးပဲဟုတ်လားမြန်မာပြည်ဝါမျိုးကိုချန်တဲ့မူဆလင်မျိုးကိုဦးဇင်းတော်လက်ဆွဲပြီးနှုတ်မဆက်နိုင်လို့လက်လူရှင်တော့ဆိုလည်းမဖြစ်နိုင်ဘူးလို့မြန်မာနိုင်ငံမှာနေပြီးမှမြန်မာလူဝတ်တယ်မြန်မာလူစားတယ်မြန်မာလူနေတယ်တူယုံကြည်ရောကိုယ်ွယ်တယ်ဖြစ်လာတယ်မှဒုက္ခအတူခံအတူစီးစီးခံမယ်ဆိုတော့ မွတ်စလင်တို့တော့ဦးဇင်းတို့ကဝမ်ကမ်းမဲ့အမြဲတမ်းကြိုးစုံပြီးသားအမြဲတမ်းလည်းတွဲပြီးသားအခုကြီးလိုရင်လည်းအမြဲတမ်းဦးဇင်းတို့ပေးဖို့ကစဉ်းသစ်ရှိပြီးသားပဲเนาะစဉ်းသစ်ရှိပြီးသားအဲအမြဲတမ်းဦးဇင်းတို့ကဟိုလက်တွဲကိုလည်းဝမလေးအဲ့ဒါကိုဦးစလင်နေဦးဇင်းတို့ကြိုက်တယ်เนาะအဲ့တော့ဒူဘိုင်းမှာနေတဲ့ဦးစလင်တယောက်ဆိုလို့ရှင်သူပြောတာလေဦးဇင်းတို့ကရမ်းကြိုက်တယ်ဖေမင်းတီးတယ်ကြိုက်တော့ပွင့်မန်းလည်းကောင်လေးစားပါလေလို့ပောက်ကူတော့ဦးစလင်ပွင့်မန်းနဲ့မှဝင်ရေးဆိုမရှိဘူးမရှိဘူးเนาะအားကြောင့်မလို့ဦးစင်းတို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားညီကိုမော်ဒမာများအားလုံးနဲ့မြန်မာနိုင်ငံသားခိုင်ထားတဲ့မြန်မာနိုင်ငံသားများအားလုံးပေါ့ဗျာနော် ရှိတဲ့အရာယူလဲရှိတယ်လို့လို့မရောရှိတဲ့အရာလေးနဲ့တိုင်းပြည်ကြီးကိုငါတို့ဒီဘလို့ငင်းကြအောင်လက်တွဲပြီးလုပ်မလဲအေးကြအောင်ဘလို့လုပ်မလဲငါတို့ဒီဘယ်နေရာကနေပါဝင်ပူးပေါင်းမလဲဘယ်နေရာကနေပါဝင်ပြီးမှငါတို့ဒီတတ်တတ်မလဲဆိုတော့ပဲခင်ဗျားတို့လူတွေကတွေးရမှာဖြစ်ပါတယ်မြန်မာနိုင်ငံကြီးကလည်းတာဂက်မှာနေနေနော်ရေကောက်ခွဲကြီးပုံမြင်သွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကတုတ်တက်ပြောင်းလဲမှုအဖြစ်တစ်ခုကိုရောက်လာပြီဆိုတော့အဲ့လိုပြောရတာလေလက်ရှိခင်ဗျားဦးစင်းတို့ကပုံမလင်းလင်းပြောလို့ရှိရင်ဟုတ်ပြီဘလို့ပဲပြောပြောဒါတက်ခိုင်းရ အင်းကောင်းတယ်ရက်ခိုင်ရင်နိုင်မှုပါများပဲတကောင်းတည်းပဲပြီးပြီဘလို့ပဲပြီးပြီဟုတ်လားရက်ခိုင်ရင်နိုင်မှုကက90ရာခိုင်နှုန်းရှိတယ်ရှိတဲ့အတွက်ကြောင့်အခိုင်ရင်ဆိုးရဖွဲ့နိုင်မှုကများပါတယ်အဲ့တော့ရက်ခိုင်ရင်မှာဆိုးရဖွဲ့မဲ့လူတွေကိုကြည့်လိုက်ရင်လုံးတဲ့ကိုင်တဲ့ဒီဂလေးကချေထောင်တွက်အချိန်မီမရှိတဲ့ရက်သမားတယောက်မှမစကားကိုဘယံပရာပြောတဲ့လူတယောက်မှမပါခဲ့ဘူးအရေးချင်းရှိတဲ့သူတွေပဲလုတ်တက်ကင်တက်တဲ့သူတွေတိုင်းပဲပါတယ်ဒီမှာနိုင်ငံအောင်ပြုပြင်ပြောင်းလဲပေးနိုင်တဲ့သူတွေပဲပါတယ်ဥပမာကူယူနီဖောင်းချွတ်ပြီးမှပဲလိုပဲဝတ်ဝဲယူနီဖောင်းချွတ်ပြီးတဲ့သူ ဒီတက်ခိုင်းရင်ဘူးဆိုဝင်လိုက်ပြီဆိုကြရအဲ့ဒီဦးပြီးမှယူနီဖောင်းဘက်ကိုပြန်ဝင်လို့လူတွေမရဘူးဆိုတော့ခင်ဗျားတို့ဒါတော့သဘောပေါက်ဖို့လိုတယ်နော်သဘောပေါက်ဖို့လိုတယ်ဒါလေးကိုနားလဲလို့လေဦးစင်အာမခံရတာကတော့မြန်မာနိုင်ငံပြောင်းလဲမယ်နိုင်ငံတကာဆက်ဆံရေးပို့ပြီးမှအဆင်ပြေလာမယ်နိုင်ငံတကာပွန်လေးပင်လာမှုတွေရှိလာမယ်လမ်းလုံးကတော့အခုမှလမ်းမဆက်တွေ့ရတဲ့အကုန်လုံးနေကိုကြီးထောက်ပံ့မှုတွေညောင်သားစွာရလာမယ်ဦးစင်းတို့ဟုတ်ပြီကာကြုတ်ကိုပြောတယ်ဟာကာကြုတ်ကဘရုနက်တွေဓာတ်ပုံရိုက်တယ်ဒါကတော့ကျွတ်တို့လေဘရုနက်တွေနာမည်ကြီးတဲ့တွေဓာတ်ပုံရိုက်တာ ရိုက်ထားပဲလေဗျာကိုဒါတော့မီဒီယာဓမ္မအကုန်လုံးကိုမြန်မာအားလုံးလည်းရှိကြတယ်ကိုနိုင်ငံကကာကျုပ်ကဟဲ့ကောက်ထပ်ဖို့ရိုက်ပါရိုက်ပါလို့ပြောတာမဟုတ်ဘူးလေဗျာကိုကလည်းရိုက်ပါရိုက်ပါပြောတာမဟုတ်လေတတိယမီဒီယာမြန်မာနိုင်ငံပါပြီးသားလေဗျာဒါတော့နိုင်ငံတကာဆက်ဆံရေးရှိအောင်ဒလို့ဒလို့နိုင်ငံတကာနဲ့ဆက်ဆံရေးရှိတယ်ပွင့်လင်းမြေတာမှုရှိတယ်ဆောင်းတော့ဦးစင်းတို့ကဒါချပြရပါပဲလေချပြရမှာပဲမီဒီယာတော်ကမီဒီယာဓမ္မတွေရဲ့အလုပ်ပဲချပြရပါပဲဒါကြီးကိုဟုတ်လားတော့ဆန်းစုကြည်လူတွေရောဘာလူတွေရောပုတ်ပုတ်ပုတ်ဟုတ်လား เนาะသက်စကြီးထွက်တာကမြန်မာနိုင်ငံနိုင်ငံကိုထွက်သွားတယ်နိုင်ငံနိုင်ငံကိုထွက်သွားပြီဆိုလို့ရှိရင်နိုင်ငံပြောင်းလဲဖို့ထွက်သွားတယ်ဆိုတာမရှိဘူးเนาะဟိုဟာပေါ့အလမယ်အလမယ်သွားပြိုင်တယ်လို့ပဲဟိုဟာဝက်ဆက်ကလေးဝက်ပြီးကော့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 ပေါ်ဝါလေးဒီလိုကိုင်းတာဟိုမြင်းကမမြင်ဘူးလို့ဟုတ်လားပေါ်ဝါမနိုင်ထမိန်မနိုင်ပေါ်ဝါမနိုင်ဆိုတဲ့အနေထားတစ်ခုနဲ့သွားတာအာဟိုဟာနဲ့နိုင်ငံတကာလက်မှတ်ထိုးဟုတ်လားမဲ့တော့သက်သူကြီးဗျာအခင်ဗျာဗျာ OIG နေနိုင်ငံနေနဲ့တွေ့တယ်ဗျာအခင်ဗျာတို့အဲ့ဒါကိုချပြလာဘာကြောင့်တွေ့ရလဲဘာကြောင့်လောက်တာလဲဆိုတော့ဟုတ်လား တွေ့တယ်ဗျာရန်တဲ့အရာတွေနဲ့တွေ့တယ်ကုမွန်လင်းလေးပြည်သူကိုချပြခဲ့တယ်ဆိုတာမရှိဘူးเนาะအာလာပြပြီးတော့မြတ်ခရက်ကုစိုးရငါးနဲ့ကမြေဆုံစီမံကိန်းကြီးကျမလာစိုးရဖြစ်လို့ရှိရင်တဲ့ဘာဖြစ်ဩနောက်ကြတော့ခင်ဗျအတန်းတမျိုးပြောင်းလာတာပဲဟမ်တမျိုးပြောင်းလာတာမဟုတ်လားအဲကြောင့်မလုံတဲ့မကင်တက်ဖဲနဲ့ထောင်ထွက်ရတမများကိုနေရာပေးလိုက်တော့လုံတဲ့ကင်တက်တဲ့အခြေရှိရတူကြတော့ဂျောင်ထိုးထားကြတာမဟုတ်လားငါးနှစ်တာကာလမှာဟမ်ဘုတ်တေညိုရဲ့အပြိုလိုချင်းခေါင်းဆက်ဆိုရင်မဟုတ်လားခေါင်းချိန်မဲ့တူတော့ကိုနေရာပေးခဲ့တော့ဖြစ်ပြီပေါ့ဖြစ်ပြီပေါ့နော် ဖြစ်ပြီပေါ့ဒါမျိုးတွေစူးစူးမှာအခုထိကြည့်လေဗျာကဲခုဒါဒီဖြစ်လာတဲ့ပြဿနာအထူးကတည်းကခံရတော့ဆက်စုကြည့်ပဲတော့ဆက်စုကြည့်ဟုတ်လားနာမည်နဲ့လှုပ်ရှားနေတဲ့ဟုတ် UNG တွေမြန်မာနိုင်ငံမှာအညာလူအညာသားတွေဟုတ်လားအညာကလေးတွေကိုအတုံးချပါလားလေတော့ဆက်စုနိုင်ငံရေးဆိုတာပြူလိုက်မဲ့လားမတည်ဘူးနော်အညာသားတွေကနော်မတည်ဘူးနားမလဲဘူးဒါပေမဲ့စကလုံးတွေထဲမှာမျောပြီးမှာမျောလင်းချက်တွေထဲမှာမျောပြီးမှာဆရာမတွေဘာတွေအကုန်လုံးဒုက္ခရောက်တာအများကြီးမျောများစွာညာမှာဟုတ်လားမုံဆူးမတွေဖြစ်သွားတာအများကြီးပဲမြင်မှပြပါနော် ဒီအညာဒေတာတွေမှာအများကြီးပျက်စီးမှုတွေအများကြီးအဲ့ဒါအဓိကတရားခံတက်မတော်မဟုတ်ဘူးအဓိကတရားခံ NLD ပဲ NLD နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဒေါအောင်ဆန်းစုနောက်လိုက် IUG ဆိုတဲ့ဖွဲ့စည်းရတဲ့အကြမ်းဖက်ဖွဲ့စည်းပဲဆိုတာကိုပြည်သူများအလုံးသိစေခြင်းနဲ့အခုဦးစင်းပြောတဲ့စကားကိုပြည်ပကလူတွေနားထောင်ဖို့မဟုတ်ဘူးပြည်ပကလူတွေနိုင်တာပေါ့မြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံကြီးကိုချိမြန့်လို့တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအလုံးသိဖို့အတွက်ကိုကောက်ကူတော်ကကြောင်းနေခြင်းဖြစ်ပါတယ်ဗျအလုံးတာပါပဲဗျ